ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုကြည့်ရှုအားပေးနေကြတဲ့ဒေါ်လာမိဘပြည်သူအပေါင်းကိုစိတ်နှဖျားကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့မှ တင်ဆက်ပေးနေတဲ့ဒီနေ့ဘာပြောမလဲအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဘာပြောမလဲဆိုတော့ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကစကိုင်းတိုင်းပလဲမြို့နယ်မှာပြက်ကျသွားခဲ့တဲ့ အကျန်းဖတ်အာနာသိန်းစစ်ရှုံးကောင်စီရဲ့တိုက်လေရင်အကြောင်းနဲ့အကျန်းဖတ်အာနာသိန်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကျန်းဖတ်မှုအကြောင်းများပဲဖြစ်ပါတယ်ကျွန်တော်တို့ဇွန်လ10ရက်နေ့နေ့လယ်12:15နာရီမိနစ်အချိန်သခိုင်းတိုင်းပလဲမြို့နယ်မှာ PLA ကပြစ်ချလိုက်ပြီးတော့ပြတ်ကျခဲ့တဲ့စစ်တပ်ရဲ့တိုက်လေရင်ဟာဆိုရင်တရုတ်နိုင်ငံထုတ်ချန်ဒူ F7M ခေါင်းလေရင် အမျိုးအစားဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာနှစ်တန်းခွဲတန်ကြီးရှိကြောင်းသိရှိရပါတယ်ဇွန်လ10ရက်နေ့ကစကိုင်းတိုင်းပလဲမြို့နယ်ကန်တော့စကန်းသိန်းတိုက်ပွဲမှာပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကအကြမ်းဖက်စစ်တပ်ရဲ့တိုက်လေရင်ကိုပစ်ချနိုင်ခဲ့ကြောင်းအဲ့ဒီလေရင်မှာစပားစစ်ကျေးရွာအတွင်းသို့ပြက်ကျသွားခဲ့ပြီးအဲ့ဒီလေရင်ကို မောင်းနှင်လာတဲ့အကြမ်းဖက်အာဏာသိမ်းမြန်မာစစ်တပ်ရဲ့တိုက်လေရင်မှုတအူး တည်ဆုံးခဲ့ကြောင်း PLA ကအတီးပြုတ်ထုတ်ပြန်ထားတာကိုသိရှိရပါတယ်။ကျွန်တော်တို့ PLA ကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်မှာတိုက်လိရင်အပိုင်းစာများရဲ့ဓာတ်ပုံမှတ်တမ်းများအရပြစ်ချခံရတဲ့တိုက်လိရင်ဟာတရုတ်နိုင်ငံထုတ် Chandu F7M တိုက်လိရင်အမျိုးအစားဖြစ်ပြီးတော့ခေဟောင်းလိရင်အမျိုးအစားဖြစ်ကြောင်းတက်တန်းအလွန်ကြာမြင့်နေပြီဖြစ်ပြီး လုံခြုံစိတ်ချရမှုလုံးဝမရှိတဲ့တိုက်လေရင်ဖြစ်ကြောင်းတက်တဲ့ရင်အမြင့်ကပြောဆိုကြောင်းထုတ်ပြန်ထားပါတယ်ဒီပြကြတဲ့တိုက်လေရင်ကအင်ဂျင်တစ်လုံးတည်းသာဖြစ်ပြီးတော့ MAF ရဲ့စစ်စိမ်းရောင်ကာမိုဖြစ်ပြီးလေရင်မှုတဦးတည်းသာမောင်းနေရတာဖြစ်တဲ့အတွက် F7 ပဲဖြစ်နိုင်တယ်လို့သိရှိရပါတယ်ခင်ဗျာလေးတဲ့တည်ရင်မြစ်တချို့ကတော့တရုတ်နိုင်ငံကထုတ် लौ ခဲ့တဲ့ဒီ Chandu F7M အမျိုးအစားတိုက်လေရင်ကို မြန်မာစစ်တပ်က1990ခုနှစ်အစောပိုင်းကာလများမှာအစည်းအဝေး60နီးပါးဝယ်ယူခဲ့ပြီးတော့ဈေးနှုန်းအားဖြင့်လဲတစည်းကိုအမေရိကန်ဒေါ်လာနှစ်တန်းခွဲတန်ကြီးရှိကြောင်းနဲ့အဲ့ဒီတိုက်လေရင်တွေဟာအခုခါမှာစိတ်ချရမှုမရှိတဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်တို့2018ခုနှစ်ဧပြီလနဲ့အောက်တိုဘာလတွေမှာဒီ Chandu App 7M 3G တက်ကြခဲ့တဲ့ဖြစ်ရလဲရှိခဲ့မှုပါတယ်ဒါပေမဲ့လည်း ဒီအကြမ်းဖက်အာနာသိစစ်တပ်အခုချိန်အထိကိုဒီချန်တူအမျိုးအစားပေါ့နော် F7N တွေတိုက်လေရင်တွေကိုဘာကြောင့်အသုံးပြုနေရတာလဲပေါ့နော်ဒီလိုမျိုးဒီအိုနွမ်းနေပြီးတော့ဟောင်းနွမ်းနေပြီးဖြစ်တဲ့ဒီတိုက်လေရင်တွေကိုအကြမ်းဖက်စစ်တပ်ဟာထုတ်သုံးနေရတယ်ဆိုတဲ့ဟိုကသူတို့အကြမ်းဖက်စစ်တပ်ထဲမှာရှိတဲ့ဒီလေတပ်ထဲမှာပေါ့နော်တိုက်လေရင်လိုအပ်ချက်တွေနဲ့အကြမ်းဖက်စစ်တပ်လေတပ်အသုံးပြုမှုပေါ့နော်အသုံးချမှုတွေဟာဆိုလို့ချင်းရွေရွေးနေတယ်အားနေနေတယ်ဆိုတာဘူး သိမြင်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘလို့ပဲလေတက်ကလေနေဟောင်းလွှမ်းနေပါစီဒီအကျန်းဖက်စစ်တက်ကဘောမစစ်ခွေးတွေရသူတို့ရဲ့ဘာဒီမအေလုံးမင်းအောင်လိုင်ရဲ့အမိန်တွေအောက်မှာပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုမရှိပဲရက်ဆက်ချင်တိုင်းရက်ဆက်နေတာအကျန်းဖက်မှုတွေကိုကျွန်တော်တို့ဇက်တိုက်ကျူးလွန်နေတာဒါ우တော့နိုင်ငံတကာစာမျက်နှာမှာပြောင်းလဲနေတာကိုကျွန်တော်တို့ပြည်သူတွေသိရှိသိမြင်ရမှာပဲဖြစ်ပါတယ် ကျွန်တော်ဒီခွေးတွေဘလောက်လိမ့်လိမ့်ဘယ်သူမှမယုံတော့ဘူးနိုင်ငံတကာစာမျက်နှာကလည်းမယုံတော့ဘူးဒီခွေးတွေရဲ့အဲဘောမအတိုင်းဝိုင်းရပဲလက်ခံနေတာပေါ့နော်သူတို့ရဲ့ဖြောင်းလိမ်ဖြောင်းစားမှုတွေကိုနိုင်ငံတကာကိုသူတို့ဒီတည်င်းအမောင်ချပြီးတော့လိမ့်တဲ့တည်င်းတွေကိုသာဖြန့်ဝေနေမှုတွေကိုကျွန်တော်ဒီသူတို့ဘောမအတိုင်းဝိုင်းရတာလက်ခံပြီးယုံကြည်နေကြတာပေါ့နော်အဲ့ဒါကလည်းဒီတချို့ဘောမတွေကလည်းဒီတည်င်းတွေကိုမသိလို့မဟုတ်ဘူးပေါ့နော်တိရက်နဲ့ ဘောတွေကိုဒီစစ်တပ်ရဲ့မင်းအောင်လှိုင်ရဲ့ဘောကိုငုံကောင်းလို့အရသာတွေးလို့ဂရင်းတွေးလို့ငုံပြီးတော့နော်ဒီတရင်တွေကိုတိရက်နဲ့ငြိမ်နေကြတာဖြစ်တယ်အကြမ်းဖက်မှုအကြမ်းဖက်မှုတရင်တွေကိုတိရက်နဲ့ငြိမ်ပြီးဘောငုံနေကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျတော်တို့ဒီအကြမ်းဖက်စစ်ကောင်စီတပ်ဟာဆိုလို့ရှိရင်အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကိုနိုင်ငံတကာစာမျက်နှာမှာဘလို့ပဲအပြစ်ခတ်ရက်စဲတယ်လို့တရင်တွေကိုလိမ်လည်ပြီးတော့ကြေညာထားပေမဲ့လည်း လေချောင်းတိုက်ခိုက်မှုတွေကိုလူမဆန်စွာနဲ့အဆက်မပြတ်ကျွလို့နေတာပဲဖြစ်ပါတယ်ကျွန်တော်ဒီမေလ17ရက်နေ့မွန်လွဲပိုင်း12နာရီ30မိနစ်မှာရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းရှိရှဲဆန်တပ်ထုကုမ္ပဏီကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချခဲ့ပါတယ်ကျွန်တော်မေလ12ရက်နေ့စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်တောင်ရွာနဲ့အိုးတိန်တွင်မြောက်ရွာစုံမှာတည်ရှိတဲ့စာတင်ကျောင်းပုံကို မေလ12ရက်နေ့မနက်ပိုင်းကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ကလေးငယ်တွေအပါဝင်ဆီယာမတွေတည်ဆုံးခဲ့တဲ့ဖြစ်ရလဲရှိခဲ့ပါတယ်။မေလ13ရက်နေ့နနက်10:05မိနစ်မှာရတဲ့တောင်မြို့နယ်ဒွန်းရွေရွာဟောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်အပြစ်မဲ့တည်သူ12ဦးတည်ဆုံးပြီး23ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်ပျက်စီးမှုများလဲအများပြားရှိခဲ့ပြီးတော့ လူနေ58လုံးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်မေလ13ရက်နေ့ညနေ4နာရီစကိုင်းတိုင်းဝက်လက်မြို့နယ်စကန်းသာကျေးရွာကိုမန္တလေးတံတားဦးလေတက်မှတက်လာတဲ့တိုက်လေရင်ဟာဆိုရင်လေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်တိတိလှုပ်ဆောင်ခဲ့ပြီးတော့အဲ့ဒီလေချောင်းတိုက်ခိုက်မှုမှာပြည်သူ2ဦးသေဆုံးခဲ့ပြီးအခြားပြည်သူ2ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်ကျွန်တော်မေလ14ရက်နေ့နေ့လယ်3နာရီ15မိနစ်မှာ ကြောက်တော်မျိုးလူနေရက်ကွက်အတွင်းကိုအကြမ်းဖက်အာဏာသိမ်းစစ်တပ်ဆိုရင်တိုက်လေရင်လည်းဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၃ဦးတေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါပေမဲ့မေလ15ရက်နေ့မနက်9:48မိနစ်မှာတော့တပိတ်ချင်းမြို့နယ်ကိုမိုင်ကျေးရွာလမ်းလေကျေးကျေးရွာမှာရှိတဲ့စစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက်60အရွယ်ရှိတဲ့အမျိုးသားတအူးနဲ့ကျွန်တော်တို့အမျိုးသမီးတအူးတိတ်ဆုံးခဲ့ပြီးတော့ခလေးလေးဦးနဲ့တန်ဃာတော်တပားပါဝင် ပြည်သူ၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မေလ15ရက်နေ့မနက်9:30မိနစ်အချိန်မှာမင်းတပ်မျိုးနဲ့တိုက်နယ်အမှတ်၁အတွင်းမှာရှိတဲ့ကျေးရွာတစ်ခုကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးတော့အသက်73နှစ်အရွယ်ចောင်းသားတအူးနဲ့အသက်40အရွယ် အမျိုးသမီးတဦးတို့တည်ဆုံးခဲ့ပါတယ်။ကျွန်တော်မေလ15ရက်နေ့နေ့လယ်2နာရီဝင်းကျင်မှာဆိုရင်ကြောက်တော်မျိုးတိုက်လေရင်နဲ့ဘုံ3ကျင်စုစုပေါင်းဘုံ10လုံးကျော်ကျဲချခဲ့ပြီးတော့ပြည်သူ9ဦးတည်ဆုံးခဲ့ပြီးတော့ပြည်သူ9ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်ဖြစ်ပျက်ခဲ့ပါတယ်။မေလ18ရက်နေ့မနက်9နာရီ58မိနစ်မှာတရားဦးကနေတက်လာတဲ့အကျန်းဖက်စစ်တပ်ရဲ့ဂျက်ဖိုက်တာလေရင်တစ်စီးရ စင်ကူးမျိုးနဲ့စိုက်ကွင်းကျေးရွာပြေဝထုံးစီပန့်တန်ရှိကျေးရွာအတွင်းနဲ့စက်ကြီးကွင်းတို့ပေါင်300ဘုံနဲ့၃ချိန်တိတိဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အဆောက်အဦနှလုံးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ကျွန်တော်မေလ18ရက်နေ့မနက်6နာရီ18မိနစ်အချိန်မှာပခုတ်ကူမျိုးနဲ့ကံမမျိုးအနောက်ဘက်ဂျိုးပြန်ရက်ကွက်အတွင်းမှာဖွင့်လှစ်ထားတဲ့စေကန်းကိုအကျန်းဖက်စစ်ရှုံးကောင်စီတပ်ကတဒါဟုကနေတက်လာတဲ့ လေရင်နဲ့ဘုံနှလုံးကျဲချခဲ့တဲ့အတွက်ကြောင့်မလို့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေကံပျက်စီးသွားတဲ့ဖြစ်ရပ်ဖြစ်ပျက်ခဲ့ပါတယ်။မေလ၁၈ရက်နေ့မှာမနက်၅နာရီ၁၀မိနစ်အချိန်မှာတောင်တာမြို့နယ်လှဲကူးမရွာစာတင်ကျောင်းအနီးကိုအကျန်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စာတင်ကျောင်းအနီးကိုလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ကျွန်တော်တို့ပြည်သူများထိခိုက်မှုမရှိသွားပေမဲ့လည်း ်နေအိမ်နှလုံးနဲ့ပြည်သူများမွေးမြူထားတဲ့နွားတကောင်တိတ်ဆုံးခဲ့ပါတယ်ကျွန်တော်မေလ18ရက်နေ့နေ့လယ်12:45မိနစ်အချိန်မှာဆိုရင်ပလဲမြို့နယ်နွယ်အင်းကျေးရွာအရှိပိုင်းအလဲပိုင်းနဲ့အနောက်ပိုင်းကို၃ကြိမ်ကြီးတိတိုက်လေရင်နဲ့ဘုံကျဲချခဲ့ပြီးတော့အဲ့ဒီဘုံကျဲချခဲ့တဲ့အတွက်ဒီကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေဖြစ်တဲ့ဒေါ်မင်းကြီးဂရိတ်တွဲចောင်းသူမတ်ကျဲစင်ဦးမောင်ဖုံးမင်းတန့်နဲ့ မတ်တင်းမြတ်သူတို့အပါအဝင်စုစုပေါင်း၄ဦးသေဆုံးခဲ့ပြီးတော့၆ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်ဖြစ်ပျက်ခဲ့ပါတယ်။မေလ19ရက်နေ့မှာဆိုရင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကျကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်၇လုံးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။မေလ20ရက်နေ့ညနေ9:25မိနစ်အချိန်မှာ မကွေးတိုင်းမြိုင်မြို့နယ်ဗဟင်းရွာကိုအကျန်းဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် PDF ရဲဘော်၄ဦးနဲ့အပြစ်မဲ့ပြည်သူ၂ဦးသေဆုံးခဲ့ပါတယ်။ကျွန်တော်မေလ24ရက်နေ့နနက်9:38မိနစ်မှာတော့အိုရင်းရွာကိုအကျန်းဖတ်စစ်တပ်ကဂျက်ဖိုက်တာ တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်များပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။ကျတို့မေလ24ရက်နေ့မနက်6:45နာရီ45မိနစ်မှာမန္တလေးတိုင်းမြင်းကြံမြို့နယ်မြောက်ဖက်မှာရှိတဲ့တနဘူးအိုင်ရွာနဲ့ရွှေဘော်ကျိုးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဖုံးတော်ကြီးကျောင်းအဆောင်ပြက်စီးပြီးတော့အသက်60အရွယ်တောင်သူဦးသိန်းကျော်နဲ့ကိုရင်ငယ်တွေမစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရဖြစ်ပျက်ခဲ့ပါတယ်။ မေလ25ရက်နေ့မနက်9:00နာရီမှာကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်ကိုအကျန်းဖက်စစ်ရှုံးကောင်စီတပ်ကဂျက်ဖိုက်တာတစ်စင်းနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အသက်9နှစ်အရွယ်ကလေးနှစ်ဦးနဲ့သူတို့သမီးအပါဝင်ပြည်သူ12ဦးသေဆုံးပြီးတော့အသက်မပြည့်သေးတဲ့ကလေးငယ်13ဦးပြည်သူ38ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်71လုံး ဈေးဆိုင်တစ်လုံးတဲတစ်လုံးဝက်တဲတစ်လုံးလဲထွန်ဆက်တစ်လုံးအိမ်သားနှလုံးနဲ့စာတင်ကြောင်းခြံတို့ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်မေလ28ရက်နေ့နေ့လယ်တနာရီအချိန်အကြက်ဖက်စစ်ရှုံးကောင်စီတပ်က YAK 130တိုက်လေရင်ဒစည်းနဲ့ DKB ဌာနချုပ်ရှိရာစုံစည်းမြိုင်ကျေးရွာကိုလေရင်နဲ့လာရောက်ကျဲချခဲ့တဲ့အတွက်ကြောင့်မလို့ကလေးငယ်တအူးဘုံစအထိမှန်ပြီးတော့ တရားရရှိခဲ့ပါတယ်။မေလ29ရက်နေ့ညနေ6နာရီနဲ့မိနစ်40အချိန်မှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကတိုက်လေနှစည်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒေါနတောင်ပေါ်ကျေးရွာဖြစ်တဲ့ကွီးလွယ်စုကျေးရွာနဲ့စာတင်ကျောင်းကိုဘုံကျဲချခဲ့တဲ့ဖြစ်ရဖြစ်ပျက်ခဲ့ပါတယ်။ကျတို့ဇွန်လ1ရက်နေ့မနက်9နာရီမိနစ်40မှာတပိတ်ချင်းမြို့နယ်လေးမိုင်ကန်တာစာတင်ကျောင်းကိုအကျန်းဖတ်စစ်တပ်က jet fighter နဲ့ပေါင်900ဘုံးဒီတလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ကျွန်တော်ဇွန်လ3ရက်နေ့မနက်7:00နာရီ5မိနစ်အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်စင်ကူးမြို့ပေါ်မှာရှိတဲ့နာသိန်းတန်ဖျားနဲ့ဘုံကြီးเจ้าကိုအကြမ်းဖက်စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဘုံကြီးเจ้าဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ကျတော့ဇွန်လ9ရက်နေ့နေ့လယ်တနာရီမိနစ်45မိနစ်မှာအကြက်ဖက်စစ်ရှုံးကောင်စီတပ်ကကရင်ပြည်နယ်ကြုံတိုးမြို့နယ်ပိုင်ရက်ကျေးရွာအတွင်းကိုတိုက်လေရင်နဲ့ဘုံကျဲချခဲ့ပါတယ်။အဲ့ဒီတိုက်လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်မှာပညာသင်ယူနေတဲ့အသက်6နှစ်နဲ့အသက်10နှစ်အရွယ်မိန်းကလေး2ဦးနဲ့အသက်9နှစ်အရွယ်ကလေးငယ်2ဦးအသက်40အရွယ် ကျောင်းဆရာမတဦးနဲ့အသက်65နှစ်အရွယ်အမျိုးသားပြည်သူတဦးတို့တိတ်ဆုံးခဲ့ပြီးတော့ကျောင်းသားကျောင်းသူအပါဝင်စုစုပေါင်းအပြည့်မဲ့ပြည်သူ22ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်ဆယ်လုံးနဲ့ဘုံကြီးကျောင်းဆောင်တဆောင်ပျက်စီးခဲ့ပြီးတော့ဒီအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကကျဲချခဲ့တဲ့ဘုံမျိုးစားဆိုရင်နိုင်ငံတကာကပိတ်ပင်တားမြစ်ထားတဲ့ဘုံမျိုးစားဖြစ်တယ်လို့သိရှိရပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့လရီယာဆိုရင် အကျန့်ဖက်စစ်ရှုံးကောင်စီတက်ဟာဆိုရင်နောင်ချိုမိုးကုတ်ကြောင်မဲမိုင်းငော့မိုင်းလုံးနဲ့မန်တုံမြို့နယ်တို့မှာလေကြောင်းနဲ့26ကြိမ်လက်နက်ကြီးနဲ့986လုံးဒရုန်းနဲ့ဘုံ326လုံးနဲ့အစိမ့်ငွေဘုံ134လုံးလို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မလို့အပြစ်မဲ့ပြည်သူလူထုအများအပြားတေဆုံးခဲ့တဲ့ဖြစ်ရက်တွေလည်းဖြစ်ပျက်ခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်2023ခုနှစ်ဧပြီလမှာလဲအခုလိုရက်ဆက်ကြမ်းကြုတ်ပြီးလူမဆန်တဲ့လေချောင်းတိုက်ခိုက်မှုဖြစ်တဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့ကမ်းဘလူပစည်းကြီးကျေးရွာကိုအကြမ်းဖက်လေချောင်းတိုက်ခိုက်မှုဟာလဲကျွန်တော်တို့တော်လန်ပြည်သူတွေစိတ်နှလုံးကိုထိခိုက်ကြေကွဲဝမ်းနေကြရတဲ့အဆိုးရွားဆုံးဖြစ်ရကြီးတစ်ခုပါပဲ။ ကျွန်တော်ရဲ့ဒီနေ့ဗာပြောမလဲအစီအစဉ်မှာတင်ဆက်ပေးခဲ့တာကတော့ဇွန်လ10ရက်နေ့ကစကိုင်းတိုင်းပလဲမြို့နယ်ကံတော့စခန်းသိမ်းတိုက်ပွဲတွင်မှာပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့တိုက်လေရင်ကိုပစ်ချခဲ့လို့ပြတ်ကျခဲ့တဲ့အကြမ်းဖက်စစ်ခွေးရဲ့တိုက်လေရင်အမျိုးအစားနဲ့အကြမ်းဖက်စစ်ခွေးတွေရဲ့လူမဆန်တဲ့အကြမ်းဖက်လေချောင်းတိုက်ခိုက်မှုအကြောင်းတွေပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကတော့ အကြမ်းဖက်ဆိုတဲ့စကားတိုင်းကျွန်တော်တို့အကြမ်းဖက်မှုတွေကိုပေါ်တင်ကျူးလွန်နေကြအောင်ပါပဲအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့တော်လှန်ရေးအသည့်တည်လေးတွေနဲ့တွာလာလှုပ်ရှားနေထိုင်ကြပြီးတော့အကြမ်းဖက်စစ်ရှုံးကောင်စီတက်ရဲ့လေချောင်းတိုက်ခိုက်မှုတွေကနေကာကွယ်နိုင်အောင်လဲကျွန်တော်တို့တိုက်ပွဲဖြစ်ပွားရာဒေသတွေနဲ့နှီးဆက်တဲ့ကျေးရွာဒေသတွေအရဆိုရင်လေချောင်းအန်ရဲ့ကြုံတွေ့နိုင်တဲ့အခြေအနေတွေကိုအမြဲအသည့်တည်လေးရှိပြီးတော့ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါမယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့ YouTube channel ကိုကြည့်ရှုအားပေးနေကြတဲ့တော်လန်မိဘပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါရယ်ခင်ဗျာစစ်အာဏာရှင်ရဲ့ဘေးရန်မှာလဲကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့တာအပ်ပါရယ်ခင်ဗျာ